ဒီကမ္ဘာမှာတော့ဝိညာဉ်ဆိုတာလူသားတွေအတွက်မရှိမထစ်လိုအပ်တဲ့အရာဖြစ်နေပါတယ်။ဝိညာဉ်ဆိုတာကိုတည်နှံ့ဖို့နဲ့ပူးဆောင်ထပ်သက်ရေးဒီမှာမှအသုံးပြုကြပါတယ်။အေဂျင့်ရဲ့ new ကိုဖြည့်ဆည်းဖို့အတွက်ဖားမိတ်ဆာကလည်းရောက်လာပါတယ်။ဖားမိတ်ဆာသူတဲ့နေရာကိုဖြည့်ဆည်းနေပြီးသူ့ကိုတားဖို့အတွက်ဓာတ်ပြန်ဖွဲ့ရလည်းရောက်လာပါတယ်။ဒီလိုမျိုးရိုးရင်းဆန့်ကဖြစ်နေကြပါမယ်။ဝမ်လင်ဆိုတဲ့ကောင်လေးတစ်ယောက်ကကုန်းစဆိုင်မှာခေါ်ဆွဲထုတ်ဝေနေပါတယ်။ဓာတ်ပြန်ဖွဲ့လည်းဖားမိတ်ဆာကိုဓာတ်ပြန်နေနဲ့တည်နေကြပြီ။ဒါပေမဲ့ဖားမိတ်ဆာကတော့ဘာမှထင်မသွားပါဘူး။ဓာတ်ပြန်ဖွဲ့ကမောင်ဝါဝမ်လီကိုညင်ပြီးဖားမိတ်ဆာရဲ့တိုက်ခိုက်မှုကနေကယ်လိုက်ပါတယ်။ ဒါပေမဲ့ဝန်လေးရဲ့ concept ကတော့ကြာကြက်နေခဲ့ပါတယ်။မောင်ဝါ farm mixer ကိုတက်ခတ်ဖို့အတွက်ကြံသွားပြီးမောင်ဝါနိုင်ရသွားတာကြောင့်လက်ရှိချိန်မှာတော့သူ့ကိုညှို့တော့အေးရဲ့ကက်တင်ရှင်လို့တက်မှတ်ထားတာကြောင့်ကျောက်ဦးတွေကလုပ်ပေးထားပါတယ်။ဝန်လေးကလည်းမောင်ဝါရှိတဲ့ကျောင်းကိုလာတဲ့ပြီးသူ့ကိုလည်း senior account လေးနှစ်ယောက်ကပတ်စံတောင်းပြီးနိုင်ကျင့်နေပါတယ်။ဝန်လေးရောလည်းစူးရုံဆိုတဲ့ကောင်မလေးက senior နှစ်ယောက်ကိုမီးလုံးနဲ့ကြည့်ပြီးကယ်လိုက်ပါတယ်။ senior account လေးနှစ်ယောက်ကလည်းစူးရုံတတိရှိရဲ့အောက်ကိုဆင်းလာခဲ့လို့ပြောနေပြီးဟိုကတကယ်ကြီးဆင်းလာတော့သူတို့ကမိန်းကလေးတွေကိုမတက်ခတ်ဘူးလို့ပြောပြီးထွက်သွားကြပါတယ်။ ဒီကြောင်ရဲ့နံပါတ်ကြီးတယောက်ဖြစ်ပြီးလီယိုဆိုတာကတော့သူရဲ့ကောင်းတယောက်ပါဒါပေမဲ့သူရဲ့ကောင်းမလုပ်တော့ပဲမိစ္ဆာစစ်တဲ့တဲပဲဝင်တော့မယ်လို့ဆုံးဖြတ်ထားတဲ့သူဟာဒါကြောင့်ပျက်စီးနေတဲ့မိစ္ဆာနန်းတော်စီရောက်လာပြီးမိစ္ဆာစစ်သူကြီးလေးအောင်နဲ့မိစ္ဆာဘီမောင်ကိုလာတွေ့ပြီးသူ့ကိုအလုခန့်မီမို့ပြောလိုက်ပါတော့တဲ့သူတို့အရန်တော်တဲ့သူရဲ့ကောင်းကိုမိစ္ဆာဘီမောင်ကကျင်းသိမ်းပါအောင်အလုခန့်လိုက်မယ်လို့ယုံကြည်နေပြီးမဲတပတ်ကမိစ္ဆာဘီမောင်ကသူ့ကိုလုံးဝလက်မခံနိုင်ဘူးဆိုပြီးညင်းလာပါတော့တဲ့လီယိုလည်းအံ့ဩသွားပြီးသူကအတိုက်ခိုက်တဲ့ကောင်းသူတို့စီးရင်အင်းတွေမှလည်းပိုင်းနိုင်ပါတယ်လို့ပြောလိုက်ပြီးမဲမိစ္ဆာဘီမောင်နေတာကလုံးဝလက်မခံပဲသူ့ကိုဒီကထွက်သွားဆိုပြီးနေထုတ်လာပါတော့တဲ့ ေယူရဲ့ဘဝမှာသူရဲကောင်းဆုံးတဲ့ဂုံမုံနဲ့ညီအောင်တိုင်းမီတစ်ခုလုံးကိုကူညီပေးခဲ့ပြီးအခုတော့အဲတိုင်းမီကိုဆုံးဖြတ်ပြီးမိစားတိုင်းမီနဲ့လာပူပေါင်းခဲ့ပါတဲ့မိစားစစ်သူကြီး၄ယောက်နဲ့လီယိုနဲ့ကအတီကျွမ်းနေဖြစ်ကြပြီးရင်းနှီးကြပါသေးတယ်အဲ၄ယောက်တည်းကအဲဗက်ဆိုတဲ့လူတန်းကြီးကတော့ငကားမျိုးနဲ့ငါဖြစ်ပြီးမော်ဆန်းမတုံးတတ်ပေမဲ့အရန်တမ်းမာတဲ့သူဟာမော်မပါပဲသူ့ကိုချမယ်ဆိုရင်နိုင်ဖို့ခရင်တဲ့သူဖြစ်ပြီးငကားချင်းကုန်တွေကိုဖျက်ဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့အလုပ်ပါပဲဒါပေမဲ့လီယိုကတော့အဲဗက်ကိုအနိုင်တိုင်းနိုင်ခဲ့ပြီးအဲဗက်ကလည်းသူ့အရှုံးသူလက်ခံခဲ့ပါတယ်အဲဗက်ပြင်စစ်သူကြီး၄ယောက်တည်းမှာရိတ်လို့လှောက်ရှာတဲ့မာနဲ့ရှိနေပါတယ်မာနဲ့နဲ့သူနဲ့တွေ့တော့ကဖုန်းကြောင်တစ်ခုမှ ာစားရင်းခဲ့တာဖြစ်ပြီးအမှသူတို့နေအောင်တိုက်ခိုက်တိတ်ဆိတ်နေရဲ့ညတညမှာဖောက်ထွင်းရင်သမားတွေကအဆောက်အဦတစ်ခုတည်းကိုဖောက်ထွင်းဝင်ရောက်လာပါတယ်။အဆောက်တွေကိုပြစ်တက်ပြီးရင်တော့အခန်းထဲမှာရှိတဲ့တံမိုးကြီးပစ္စည်းတွေကိုအိတ်ထဲထည့်လိုက်ကြပါရယ်။အဲ့ဒီအချိန်စကားပြောတတ်တဲ့ယုံတော်ကောင်ရောက်လာပါရယ်။ယုံကအခြားဘာပစ္စည်းမှမထီပဲမှိုင်နေတဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပါရယ်။အဲ့ဒါကတော့နတ်ဆိုးသူရဲ့ကောင်စပါတာရဲ့ဓာတ်ပဲဖြစ်ပါရယ်။ဖောက်ထွင်းရင်သမားတွေကိုငွေပေးပြီးခိုင်းတာလည်းဒီယုံပဲဖြစ်ပါရယ်။ လူဂျင်နာယူပြီးထွက်သွားဖို့နဲ့လဝါကဘေးကိုပြောနေတဲ့ဖောက်ထွင်းရေးသမားတယောက်ကိုယုံကလက်ထရထားနဲ့ခုတ်တက်လိုက်ပါတယ်။ကျန်တဲ့သူတွေကလည်းကြောက်လန့်ပြီးယုံတနက်တွေနဲ့ဝိုင်းပစ်ကြပါတယ်။ယုံကသူတို့အကုန်လုံးကိုတိုက်ခိုက်ပြီးရတဲ့လက်ထရခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်။အဲဒါကြောင့်အဆောက်အဦကြီးတစ်ခုလုံးပေါက်ကွဲပြီးအဆောက်အနေပါထိခိုက်ကုန်ပါတယ်။အဲ့ဒီရဲ့ချိန်လူရှုပ်တဲ့လမ်းမပေါ်မှာအမျိုးသမီးတစ်ယောက်ကကလေးလေးကိုတွန်းလဲပေါ်တင်ပြီးတွန်းလာပါတယ်။ရုတ်တရက်ဘေးကဖြတ်သွားတဲ့လူနဲ့တိုက်မိပြီးလွှဲထားတဲ့အိမ်ပြုတ်ကျသွားပါတယ်။ အိတ်ထရပစ္စည်းတွေကိုကောင်းကောင်းနေတဲ့အချိန်မှာပဲလှဲတဲ့ရကလေးကပြောက်သွားပါရဲ့။ပြိမကြခင်မှာပဲကလေးနဲ့ပုံစံတူတရာတွန်းလဲတဲ့